ဒရုန်းတိုက်ခိုက်မှုနဲ့ကြုံခဲ့တဲ့နောက်မော်စကိုမြို့တော်မှာရှိတဲ့လေဆိပ်ကြီးတွေအားလုံးကိုယာယီပိတ်ထားရတယ်လို့ရုရှားကပြောပါတယ်။မေလ၄ရက်နဲ့၅ရက်နေ့တွေမှာနှစ်ညဆက်တိုက်ယူကရိန်းဟာမော်စကိုမြို့တော်ကိုပစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ကြောင်းရုရှားကစွပ်စွဲပါတယ်။ဒါကြောင့်မော်စကိုရဲ့အထင်ကရလေဆိပ်အားလုံးကိုလည်းလုံခြုံရေးအရာယာယီပိတ်ခဲ့ရတာလို့ရုရှားအာဏာပိုင်တွေကပြောပါတယ်။မေလ၅ရက်ညပိုင်းမှာအယက်မျက်နှာပေါင်းဆောင်ကနေမော်စကိုစီဥတီပြန်တန်းလာခဲ့တဲ့ ယူကရိန်းဒရုန်း16စင်းထက်မနည်းကိုပြစ်မှတ်မရောက်ခင်မှာပြစ်ချနိုင်ခဲ့တယ်လို့မော်စကိုမြို့တော်ဝန်ကပြောပါတယ်။ဒါ့အပြင်မေလ၄ရက်ညတုန်းကလည်းယူကရိန်းဒရုန်း26စင်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သူကဆိုပါတယ်။ဒရုန်းအပြက်အစီးတချို့ကအဝေးပြေးလမ်းမကြီးတစ်ခုပေါ်ကျဆင်းခဲ့ပေမဲ့လူတွေထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ဘူးလို့အသိပေးပါတယ်။ရုရှားရဲ့စစ်ရေးသတင်းတွေကိုဖော်ပြနေတဲ့ blog တချို့ကတော့မော်စကိုတောင်ပိုင်းကအဆောက်အအုံတစ်ခုမှာ ဒရုန်းတိုက်ခိုက်မှုကြောင့်ပဒင်းပေါက်တွေကွဲထွက်ကုန်တာမျိုးကြုံခဲ့တယ်လို့ရှင်းသားထားပါတယ်။ယူကရိန်းဘက်ကတော့မော်စကိုမြို့ကိုဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလားဆိုတာကိုမှတ်ချက်မပေးသေးပါဘူး။2022နှစ်နှစ်စံပိုင်းမှာရုရှားရဲ့ကျူးကျော်စစ်စခဲ့တဲ့နောက်ပိုင်းယူကရိန်းဟာမော်စကိုမြို့ကိုပိတ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတွေအကြိမ်တချို့လှုပ်ဆောင်ခဲ့ပူးပါတယ်။တစ်ဖက်မှာတော့ယူကရိန်းရဲ့ခါကီဖ်မြို့တော်ဝန်ရုံးကခါကီဖ်နဲ့မြို့တော် KF တို့မှာရုရှားရဲ့ညလုံးပေါက်ဒရုန်းတိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့တယ်လို့ကြေညာထားပါတယ်ရှင်။